ီပိဿကဗုဒ္ဓဖြစ်ဖို့ဆိုတာဘလို့ပါရမီတွေဖြည့်ခဲ့ဘလို့တွေလောက်ခဲ့ရတယ်လဲလို့ဆိုတာဒါကတည်တင်တည်လိုက်တဲ့အချက်တွေပေါ့နော်သောသောပိစိကဗုဒ္ဓအလောင်းပါရမီ ဖြည့်တယ်ဆိုတဲ့ဇလန်းနေကတော့တဲပြီးတော့မရှိဘူးတဲပြီးတော့မရှိဘူးမရှိသည့်အတွက်ကြောင့်သူတို့ဘယ်လိုဒီဘောရိတ္တဗျာအလောင်းပါရမီဖြည့်တယ်လို့ 950ဇတ်တည်လူသူတို့ရဲ့အတိတ်ဘဝဇာလန်းนี่မြန်မြန်ဆဆမှတ်တမ်းတင်ထားတာမရှိသည့်အတွက်ကြောင့်သိနိုင်권မရှိဘူးသို့တော့သူတို့လည်းပါရမီဖြည့်ရတယ်ဘယ်လောက်ပါရမီဖြည့်ရတုံးဆိုနှစ်အသင်္ချေနဲ့ကဘာတသိန်းနဲ့ဖျားဖြစ်ဖို့ရာကအနည်းဆုံး၄အသင်္ချေနဲ့ကဘာတသိန်းနဲ့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒီထဲမှာတရာရိကဖျားဆိုလို့ရှိရင်၈အသင်္ချေနဲ့ကဘာတသိန်း ဝိရိယအဓိကကြတော့16သင်္ချေနဲ့ကဘာတသိလို့ဒီလိုပါရမီဖြစ်ရတာတွေရှိသေးတယ်ပေါ့ဖျားဖြစ်ဖို့ကြတော့၄သင်္ချေနဲ့ကဘာတသိရှိတယ်၈သင်္ချေနဲ့ကဘာတသိဖြစ်တယ်16သင်္ချေနဲ့ကဘာတသိရှိတယ်လို့သူတို့ရဲ့တတ္ထာစွမ်းအာပညာစွမ်းအာဝိရိယစွမ်းအာတွေအလိုက်နှစ်အတိုင်းတာလို့ကွဲပြားခြားနားမှုရှိတယ်ဒါပေမဲ့ဖိစိကဗုဒ္ဓတွေကြတော့အဲ့လိုကွဲပြားခြားနားမှုမရှိဘူး ဝိသေကဘုရားဖြစ်ဖို့ရာကြတော့မြစ်အတင်ခြေနဲ့ကဘာတသိမ့်ပါရမီဖြစ်ရတယ်။ရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့လိုအက္ခတဝကဖြစ်ဖို့ကြတော့တစ်အတင်ခြေနဲ့ကဘာတသိမ့်လို့သူတို့ဆိုတယ်။ဂျန်နဲ့မဟာတဝကတွေကတော့ကဘာတသိမ့်လောက်ပဲပါရမီဖြစ်ရတယ်။ပဂတိတဝကတွေကတော့အဲကုသကောင်းမှုလုပ်ပြီးတော့အခြေခံကြသွားရင်အခုဘဝဖြစ်နောက်ဘဝကျွတ်ချင်ကျွတ်မှာပဲဒါတော့နော်သိပြီးတော့ရေရှည်လုံးเสียမလို့ဘော အဲ့တော့ဒီထူးချွန်ထက်မြက်တဲ့ပုံကမျိုးမဟုတ်ဘူးတာမန်ပုံကဆိုလို့ရှိရင်လွယ်တယ်လေနည်းနည်းထူးချွန်ထက်မြက်တဲ့ပုံကမျိုး ဖြစ်ဖို့ကြတော့အချိန်ယူရမှာပေါ့ဒါတော့ဟုတ်တာပဲပစ္စည်းကောင်းထုတ်ဖို့ဆိုအချိန်ယူရတယ်လေအဲ့တော့အဲ့တော့ဘိသိကဗုဒ္ဓရှင်မြတ်တွေဟာနှစ်တင်ချိန်နဲ့ကမ္ဘာတသိန်းပါရမီ ဖြည့်ပြီးမှပစ္စည်းကဘောရီဉာဏ်ကိုရကြတာတဲ့ဒါပြင်ဘယ်လိုခေတ်ခါမျိုးမှာပစ္စည်းကဗုဒ္ဓပွင့်လာတော့လို့ဆိုတော့ သူကဖះမပွင့်တဲ့ကဘာမျိုးမှလည်းမပွင့်ဘူး။တုံညကဘာလို့ခေါ်တာပေါ့။အဲ့ဒီလိုဟာမျိုးမဟုတ်ဘဲနဲ့ဖះပွင့်တဲ့ကဘာမျိုးမှဖះမပွင့်ခင်ပွင့်တယ်။ဖះတဆူနဲ့တဆူချားမှာပွင့်ညာတယ်ပေါ့နော်။ဖះမပွင့်တဲ့အချိန်မှာပွင့်ညာ။ကောရမမြတ်စွာဘုရားနဲ့ဖះလောင်းလေးမွေးလာသည်ထီအောင်နောက်ဆုံးပြည့်စစ်ကဘုရားတဆူဟာကြံ့ရင်သေးတယ် ဖះလောင်လေးမွေးဖွားလာတာကိုသတင်းကိုသူသိသွားအဲ့ဒီပိဿကဗုဒ္ဓရဲ့ဖွဲ့တော်ကမာတင်ကပိဿကဗုဒ္ဓတဲ့ဒီပိဿကဗုဒ္ဓကဖះလောင်လေးဖွားလာပြီဆိုတာကိုသူသတင်းကြားသွားတယ်ကြားသွားပြီးတော့သူပြိဋိဘံဆန်းသွားတယ်အဲ့ဒါနောက်ဆုံးပိဿကဗုဒ္ဓဆိုအဲ့တော့ဖះပွင့်တဲ့ကဘာမှာသူတို့ပွင့်ကြတယ်လို့ဒီလိုဆိုတာပေါ့သို့တော့ဖះနဲ့ပြိုင်ပြီးတော့ဖះရောပိဿကဗုဒ္ဓရောဒီလိုဆုံတွေ့တာမျိုးတော့မရှိဘူး ရှိဘူးဒါလေးကဟိုမှတ်သားစရာဘာဖြစ်လို့မတွေ့တာရောလို့မေးစရာလဲရှိကောင်းရှိနိုင်တယ်ပေါ့ तू ကတပြည့်မဟုတ်ဘူး तू ကိုယ်တိုင်သစ္စာလေးပါးကိုထိုးရင်းရည်တည်တာကိုယ်ပိုင်ဉာဏ်နဲ့တည်တာမဟုတ် तू ကိုပစ္စေကကိုယ်ပိုင်ဉာဏ်နဲ့တည်တာလည်းပဲအတိအသီးတူးနဲ့တူဆက်သွယ်မှုမရှိဘူး तू ကနော်ပစ္စေကဆိုတာအတိအသီးကိုယ်အာယုန်နဲ့ကိုယ်ကိုယ်လမ်းနဲ့ကိုယ်ရှောက်ပြီးတော့ဖျားဖြစ်ကြတာ ဘုဇုဆီယမနိခန္ဓာမဟုတ်ဘူးဒါမို့လို့ပြိဿကဗုဒ္ဓဟာတပြိုင်နဲ့900လဲပွင့်နိုင်တယ်အထီးတယ်လဲပို့ပြီးတော့ပွင့်နိုင်တယ်ပေါ့တမ္မတမုဒ္ဓဘုရားကြတော့တဆူပဲပွင့်လို့ရနှစ်ဆူပွင့်လို့မရဘူးတဆူဆိုတဲ့အချိန်မှာဘယ်အချိန်ထိအောင်သွားတာတုံးဆိုတတ်တော်လေးတဆူရှိနေသေးရင်ကိုနောက်ဘုရားမပွင့်ရသေးဘူးသူကဆိုတော့ဂေါရမမြတ်စွာဘုရားရဲ့ဓာတ်တော်တွေရှိနေသေးရင်အရိပတိယဘုရားမပွင့်ဘူး ဒါကြောင့်မလို့နောက်ဆုံးကြတော့ဓာတုအန္တရဌာနဒီဘုရားသာသနာကွယ်သွားပြီးတော့ဘာသာသာသနာနဲ့ပတ်သက်ပြီးယုံသိလေးစားမဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဖះဆိုတာကိုသိတဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဆိုတဲ့အချိန်မှာဒီတတ်တော်တွေဟာစာအစိုးရဆိုလို့ရှိရင်တော့ရှိသမျှဓာတ်တော်တွေဘယ်နေရာမှာပဲရှိရှိရှိသမျှဓာတ်တော်တွေဟာတီဟိုကျောင်းကမဟာစေတီတဲ့ရောက်သွားမယ်လို့ပြောတာသူကသူ ပြောင်းသွားကြတာเนาะ အဲ့ဒီကမှရှိသမျှဓာတ်တော်တွေဟာအခုဗုဒ္ဓဂယာမဟာဗောဓိပင်နေရာကိုကြွသွားကြပြီးတော့ဖရာရဲ့အသွင်တံပုံတံတံဖန်ဆင်းပြီးတော့တကိုးတွေဘာတွေပြပြီးတော့မှဒေသောထလောင်ပြီးဓာတ်တော်လေးဟာတဆူးမှမကြံအောင်အကုန်လုံးပျောက်ွယ်သွားပါလေဒါဓာတုအန္တရာဌာနဆိုတာရှိတယ်ပေါ့ဒါမို့ဖရာတဆူရဲ့ဓာတ်တော်ဟာနောက်ဖရာတဆူလက်ထက်ထီအောင်မရှိနိုင် ရှိနေသေးရင်တော့ဘုရားမပွင့်နေဘူးဒီလိုဆိုလိုတယ်သူကအားလုံးလက်စတုံးသွားဘုပ္ပစိကဗုဒ္ဓကကြတော့အဲ့ဒီလိုပုံစံမျိုးမဟုတ်ဘူးဒါမတူတာလေးတွေကိုသိဖို့ပေါ့နော်မတူတာလေးတွေကိုသိထားအဲ့တော့ဘုပ္ပစိကဗုဒ္ဓဆိုတာဘုရားတဲ့တော့တစ်ဆင့်နေတယ်တစ်ဆင့်နေတယ်ဆိုတာအကြီးချင်းအပြင်တစ်ဆင့်နေသွားတယ်ဒါက ရှင်သာရိပုတ္တရာတို့ရှင်မောဂ္ဂလန်တို့လို့ဧကတဝဂရီတဲ့တဆင့်မြင့်တယ်သူကအဲ့ဒီရှားမှာပညာဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုပြောအဲ့တော့ပိစိကလို့ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဘုရားဆိုတာတော့သစ္စာလေးပါးကိုတည်သူပိစိကဆိုတာအတီးဒီကိုပိုင်နီးနဲ့သစ္စာတရားကိုသိသွားတဲ့ဘုရားလို့ဒီလိုပြောတာเนาะ အဲ့တော့သမသမုဒ္ဒရာကိုဖရာကြီးလို့ခေါ်ရင်သူ့ကိုဖရာငယ်လို့ခေါ်ကြတာပေါ့ဒါကတော့အကြီးငယ်ဆူလာဗုဒ္ဓမဟာဗုဒ္ဓလို့စာထဲမှာတော့ဒီလိုမသုံးသို့တော့ဗမာတွေကသုံးတယ်ဖရာကြီးဖရာငယ်နော်ဖရာကြီးဖရာငယ်လို့သုံးတယ်ဗမာစာပေမှာတော့အဲ့တော့ငယ်တယ်ဆိုတာဂုံအားဖြင့်ငယ်တဲ့သဘောကိုပြောတာနော်ဟုတ် သမသမုဒ္ဒဖရာမှာရှိတဲ့အကြီးချင်းမျိုးသဗ္ဗညုတဉာဏ်တို့လိုဟာမျိုးအိန္ဒရိယပရောပရိယတိတို့အာတယာနုတယာတို့လို့ဆိုတရားဟောပြောတဲ့နေရာမှာအသုံးဝင်တဲ့ဉာဏ်မျိုးတွေဒီပိဿကဗုဒ္ဓမှာမရှိဘူးသို့တော့ကိုယ်ပိုင်ဉာဏ်နဲ့အတိအသီးပိဿကဆိုတာအတိအသီးပတ္တိကုလာအတိအသီးသစ္စာတရားကိုသိပြီးတော့ကိုယ်ပိုင်ဉာဏ်နဲ့သစ္စာတရားကိုသိပြီးတော့ ပစ္စကဘုရားဖြစ်ကြတာအရတ္တမေရတ္တဖို့ကိုရကြတာပေါ့ရှင်သာရိပုတ္တရာတို့ရဲ့အရတ္တမေရတ္တဖို့နဲ့စွန့်ရည်ထက်တယ်ပေါ့ဝိဇ္ဇာ၃ပါးအဘိညာဉ်၆ပါးပဋိသင်္မိဒာညာ၄ပါးဆိုတာတွေတော့ပါတာပေါ့သူလည်းထူးခြားထက်မြက်တဲ့အရည်အချင်းတွေရှိတယ်ထူးခြားထက်မြက်တဲ့အရည်အချင်းတွေရှိတယ်အဲ့လိုပစ္စကဘုရားတွေဟာကိုယ်ပိုင်ဉာဏ်နဲ့ထိုးရင်းသိလို့ particular ဗုဒ္ဓတိသံဖရာတွေလို့ဒီလိုပြောသို့တော့ပိဿကဗုဒ္ဓကိုနိုင်ငံခြားစာအုပ်တွေမှာဘာသာပြန်တဲ့အခါမှာ silent ဗုဒ္ဓလို့ဘာသာပြန်ရတယ် silent ဆိုတဲ့အဓိပ္ပာယ်ကစကားမပြောဘူးတိတ်တိတ်နေတယ်လို့ဒီအဓိပ္ပာယ်ကတော့မမှန်ဘူးပိဿကဗုဒ္ဓတွေစကားပြောပါတယ်ခုသူတို့ဟောတာတဲ့တရားတွေလည်းရှိတယ်တရားမဟောဘူးဆိုတာမဟုတ်ဘူး မဟောဘူးဆိုတာဘယ်လိုဟာကိုမဟောတာတော့ဆိုအထက်ကရာမှာရှင်းထားတာရှိတယ်ပိစိကဗုဒ္ဓတွေဟာကိုယ်ပိုင်ဉာဏ်နဲ့ထိုးရင်းပြီးတော့တရားဓမ္မကိုသိတာမှန်တယ်သို့တော့ကိုသိတဲ့တရားကိုဒီတစ်ဖက်သားကိုလူသိသွားအောင်ပြောနိုင်စွာမရှိဘူးလို့တွေ့လို့ဆိုလိုတယ်နော်မဟောတာတော့မဟုတ် သို့သောတေဂရမရေးထားတာဘာလို့ဆိုရင်စကားမပြောတတ်တဲ့အနေနဲ့လူတယောက်ဟာအိမ်မက်မဲ့ရင်သူ့အိမ်မက်အကြောင်းကိုသူဘယ်လိုလုပ်ပြန်ပြောပြအီအဲနဲ့လောက်အောင်ပေါ့အဲအခုကိတော့စကားပြောတဲ့နေတွေရှိတယ်လေလက်ကလေးတွေဟိုချိုးဒီချိုးပြပြီးတော့အဲ့တော့ပိစိကဗုဒ္ဓကသူသိတဲ့တရားကိုပြန်ပြီးတော့ဟောဖို့ဆိုတာတခြားပုဂ္ဂိုလ်တွေဟောဖို့ဆိုတာ သူမှာအဲ့ဒီဆိုင်တတိတော်မရှိဘူးလို့ဒီလိုဆိုတယ်။နောက်ဥပမာတစ်ခုပေးထားတာတော့တောထဲမှာအမြဲနေတဲ့မုတ်ဆိုးတယောက်ဟာမြို့တက်ပြီးတော့ဖာလူတာတောက်တယ်ပေါ့။အဲတောရောက်တဲ့အခါဖာလူတာဘလောက်ကောင်းတယ်ဆိုတော့သူ ပြန်ပြပြောတတ်ဖူးတဲ့။ရှိမှမရှိတာ။ဟုတ်လား။စာထဲမှာတော့ဖာလူတာလို့မပါဘူးနားလည်အောင်လို့ပြောပြတယ်။ မျိုးပေါ်ကစားလာတဲ့အစာအာဟာရရဲ့အရသာကိုတောရောက်တဲ့အခါသူပြန်မပြောတတ်ဘူးတဲ့တောမှာစကလုံးမရှိဘူးပေါ့လေအဲ့ဒါပြောဖို့အဲ့ဒီအဓိပ္ပာယ်မျိုးလို့ဆိုတာပဲအဲ့ဒါကိုကြည့်ပြီး silent ဗုဒ္ဓလို့ဘာသာပြန်လာတော့ဒါမဟုတ်ဘူး950ထဲမှာပိစိကဗုဒ္ဓကတရားဟောတော်တာရှိတယ်အရင်းဓမ္မင်းဆိုတော့ဘုရားလောင်းအဲ့ဒီတော့ဘုရားလောင်းနဲ့ပိစိကဗုဒ္ဓအဲ့ဒီတော့တကယ်ချင်းဖြစ်ကြတယ်တကယ်ချင်းဖြစ်တော့ အဲ့တော့ပြစ္စကဗုဒ္ဓဖြစ်တာကပရောဟိတ်ပုံနာဖះအောင်ကဘယင်အဲ့ဒီမှာသူ့တန်ငယ်ချင်းကိုသူ့လိုတောထွက်ပြီးတော့တရားတို့တရားမြတ်ရားစေခြင်းအဲ့ဒီအချိန်မှာဟိုကထိနန်းစည်းစိမ်မစွန့်နိုင်ကံကောအာယုန်တွေကမစွန့်နိုင်သူကမစွန့်နိုင်တော့ဘာနဲ့ဥပမာပေးပြီးဟောသွားတော့ဆိုကြီးမိုက်ကြီးတကောင်အကြောင်းဥပမာပေးပြီးဟောသွားတယ် မင်းဒီနန်းဒီနန်းစီစဉ်နေကိုဒီတိုင်းသာဆက်လက်ပြီးတော့နေမယ်ဆိုလို့ရှိရင်ကြီးမိုက်ကြီးလို့ဒုက္ခရောက်လိမ့်မယ်လို့ပြောသွားတာဒီလိုတော့ဟောနိုင်တယ်သူဟောတယ်ဆိုတာတွေ့နော်ဥပမာပေးတာလေကြီးကန်းတကောင်ကတဲ့ခင်းကမြေကျောမှာမျောလာတယ်အိန္ဒိယနိုင်ငံစတိုရီဆိုခင်းကပေါ့ဒီကတော့အေယာဝတီနဲ့ပြောအောင်ပေါ့နော်ခင်းကမြေကျောမှာစင်းလေးကောင်ကြီးမျောလာတယ် မျောလာတဲ့အခါကြီးတစ်ကောင်ကအဲ့ဒါမြင်တော့စနေကောင်ပေါ်ပြန်ချလိုက်တယ်ပြန်ချပြီးတော့သူဘလို့တွေးဝင်လာတော့သူဟာတသက်တာတော့ဖူးလုံပြီမှမစားစရာလည်းရှိတယ်နေစရာလည်းအကျယ်ကြီးပဲဒီပေါ်မှာနားပြီးတော့အေးအေးဆေးဆေးပဲဘယ်မှသွားစရာမလိုတော့ဘူးစားရင်ဆင်ကြီးကိုဖောက်စားမယ်နော်စနေကောင်ကြီးကိုဖောက်စားရေရေငတ်လို့ရှိရင်ညည်းရေတောက်လိုက် ဟန်ကြတယ်ဆိုပြီးတော့တအားအားနဲ့အဲ့ဒီမှာသူသဘောကျပြီးကန်းကိုမပြန်တော့ဘူးအဲ့ဒီပုံမှာပဲနားနားနေနေနဲ့စင်သားလေးစားလိုက်ရေလေးတောက်လိုက်နားနေလိုက်နဲ့သွားတာတဖြည်းဖြည်းခင်းကမြေရေစည်းတန်တော့မျောသွားလိုက်တာစင်သေးကောင်ကြီးကပဲရောက်သွားတော့ဆိုပင်လေတဲ့ရောက်သွားအဲ့ပင်လေတဲ့ရောက်တာကိုလေသူကမမှုလိုက်သွားခိုးကမ်းမမြင်လမ်းမမြင် နေရာရောက်သွားတဲ့အခါစင်ဒီကြီးကလည်းရက်ချလာတော့ပုတ်လိုင်းတွေကပုတ်တော့စင်ဒီကအကောင်ကပြက်ပြက်လာဖောင်ပြက်ပြီပေါ့အဲ့ကြတော့အဲ့ကြတော့မှသူပြန်တဲ့အခါကျတော့ကန်းလက်ရှာမတွေ့တော့ကန်းတဲ့ကဝေးကျင်နေဝေးသွားတဲ့အခါကျတော့ကန်းမမြင်လမ်းမမြင်ဟိုပြန်ဒီပြန်နဲ့ပင်လေတဲ့ပဲကြပြီးသေသွားတယ်တဲ့အဲ့ဒီဥပမာတိုင်းပဲတဲ့ဒီကာမဂုဏ်အာယုံကြောတွေထဲမှာ မဲ့မောနေမယ်ဆိုရင်ဒီနေ့မှကြီးမိုက်ကြီးလူဒုက္ခရောက်လိမ့်မယ်လို့ဟောသွားတာအဲ့ဒါပြစ္ဆေခါဘုရားဟောတဲ့တရားပဲအဲ့အဲ့လိုတန်ဝေကဖြစ်အောင်တော့ဟောနိုင်တယ်သို့တော်ဝိပဿနာကျင့်စဉ်ဆိုတာဘယ်လိုကျင့်ရတယ်ကျင့်ရင်မက်ကိုဘယ်လိုမက်ဘယ်လိုဖြစ်တယ်ဖိုးဘယ်လိုဖြစ်တယ်ဆိုတာဒီလိုဟာမဟောနိုင်ဘူးလို့ဆိုလို့မဟောနိုင်တဲ့အတွက်ကြောင့်ပြစ္ဆေခါဘုရားတရားနာပြီးတရားတို့တရားမြတ်ရတယ်ဆိုတော့ပုဂ္ဂိုလ်တို့ဘာမှမရှိဘူး ကိုယ်ပိုင်ညာနဲ့သိပြီးတော့သာလင်တရားတို့တရားမြတ်ရကြတာပိစိကဘုရားတရားကိုမသိနိုင်ဘူးတဲ့ဟောနိုင်စွမ်းရှိတဲ့အခုလို့သူသိတဲ့လမ်းကြောင်းအတိုင်းဒီကြံတဲ့ပုံကိုယ်တွေလိုက်ပြီးတော့လိုက်နာကျင့်သုံးဖို့ဒီလိုဟာမျိုးဖြစ်အောင်မဟောနိုင်ဘူးတဲ့ပိစိကဘုရားရဲ့တစ်ဆင့်နိုင်တဲ့ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ကြတော့ဟောနိုင်ပြီးတော့ပိစိကဘုရားဘာလို့မဟောနိုင်နှုံးဆို ရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့ကသူဟာမဟုတ်ဘူးလေဘုရားဟာဟောတာလေဟိုကဒီလိုတဆင့်တင်ထားတာရှိမှမရှိတာဟိုအဲ့ဒါကြောင့်မလို့မတူဘူးရှင်သာရိပုတ္တရာတို့ဟောသမျှတရားသည်ဘုရားတရားသာဖြစ်တယ်သူကိုယ်ပိုင်တရားမဟုတ်ဘူးပိစိကဗုဒ္ဓကကိုယ်ပိုင်တရားဖြစ်တယ်အဲ့ဒါကြောင့်မလို့ပိစိကဗုဒ္ဓကိုအအအိမ်မက်နဲ့တူတယ်လို့သူသိတဲ့တရားဟာဒီလိုပြောတာပေါ့နော်ဟုတ်ပါဘူး သို့သော်အဲ့လိုပြောတာကြီးကဟိုဘာကိုဆိုလိုတာတော့ဆိုသူရထားတဲ့မက်ဖို့ကြီးညွန့်တဲ့အတိတ်ပဲမျိုးပဲဒီတမန်တရားမဟောတာကိုပြောတာမဟုတ်ဘူးเนาะတမန်နတ်ပြည်ရောက်အောင်တရားကုသိုလ်ကောင်းမှုလုံးဝမယ်ဆိုတော့ဒီလောက်ကတော့သူတို့လည်းသိပြောနိုင်တာပေါ့ဒီလိုအခြေခံတရားတွေတော့ဟောနိုင်တယ်ပေါ့ခုနလိုမက်ဖို့နိဗ္ဗာန်ကိုရသွားသည့်ထိအောင်စိုက်ထိသွားအောင်ခြင်းစဉ်တစ်ခု ဟောမပြနိုင်ဘူးတဲ့။ तू ကတော့တိတယ်။ तू သွားတဲ့လမ်းတော့ तू တိတယ်ပေါ့။မှန်ပါဗျာ။သို့တော့အဲ့ဒါကို तू များကိုရှင်းမပြတတ်ဘူးသား။အခုကိလူတွေလည်းတချို့လည်းပဲသူပစ္စေကဘုရားလောင်းမဟုတ်ပစ္စေကဘုရားမဟုတ်ပေမဲ့လို့ငါမပြောတတ်ဘူးတော့ငါတော့တိတော့တိတယ်။ဒီလိုလူလည်းရှိသေးတာဟုတ်လေ။မှန်ပါဗျာ။ပြောမပြတတ်ဘူးတဲ့။ဒီလိုရှိတယ်။အဲ့တော့ပြောပြတယ်ဆိုတာလေလွယ်တော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်။ အေးပစ္စေကဗုဒ္ဓကိုယ်ပိုင်ဉာဏ်နဲ့အတိအသီးပတ္တိကုလကိုယ်ပိုင်ဉာဏ်နေနဲ့တရားတို့တရားမြတ်ရသွားတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေပစ္စေကဗုဒ္ဓလို့ခေါ်တယ်